တော့သတိဒီမိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒါကျွန်တော်သတိမိတ်ဆွေများတယ်ပေါ့နော်ဒါပိတ်လိုင်းလေးတစ်ခုကျွန်တော်ပြပေးမလို့ပေါ့နော်ကြိုင်နေတဲ့တဲ့ဆိုရင်လည်းဒါယူတော့မှာနော်အဲ့တော့ကြည့်ကြအောင်ခင်ဗျာကျွန်တော်ဒီနားလေးမှာပေါ့နော်ဒီမှာလေးထိပ်ပိတ်လေးပေါ့နော်လေးထိပ်စီရဲ့ဆောင်းမှာပိတ်လေးလို့ရိုက်တယ်သူရဲ့နည်းနည်းချာဆောင်းဆင်းလိုက်လေးထိပ်စီရဲ့ဆောင်းမှာပိတ်လေးလို့ရိုက်တယ်ဒါအရင်ပတ်တည်းကလည်းကျွန်တော်တို့ပြခဲ့တဲ့လိုင်းလေးပေါ့နော်ဒီမှာလေးထိပ်စီရဲ့ဆောင်မှာပရိတ်လေးလေးရိုက်တယ်ပေါ့နော်အဲ့လိုလေးထိပ်စီပရိတ်လေးဖြစ်လို့ လေးဒိစီရဲ့စာမှာပရိလေးဖြစ်လို့သူကနေလေးချိန်ဆင်းလိုက်ပေါ့နော်တဲနေ3လေးလေးချိန်ဆင်းလိုက်လို့ရှိရင်ဒီမှာ break break 10လို့ရိုက်တာပေါ့နော်သူကတော့ဒီမှာတော့အပူခွားနဲ့ break 10လို့ရိုက်တယ်ပေါ့နော်ဒီမှာလေးဒိစီလို့ရိုက်တယ်လေးဒိစီရဲ့စာမှာပရိလေးလို့ရိုက်တယ်အဲ့လိုရိုက်ပြရတယ်လေးဒိစီရတယ်တဲ2 3လေးဒိစီပရိလေးမို့ကြောင့်လေးချိန်ဆင်းလိုက်ပေါ့နော်ပူခွားနဲ့ break 10ပြီးတော့အပူခွားနဲ့ break 9လို့ရိုက်တယ်ပေါ့နော် ဒီမှာလဲလေးထိပ်စီလို့ရိုက်တယ်လေးထိပ်စီရဲ့အဆောင်လေးမှာလဲ break လေးလို့ပဲရိုက်တယ်ပေါ့နော်ဒီ line လေးမှာကျွန်တော်တို့ဒီလေးထိပ်စီရဲ့အဆောင်မှာ break လေးပြရမယ် break လေးကြရမယ်ဆိုပြီးတော့ဒါကျွန်တော်ပြခဲ့တဲ့ line လေးပေါ့နော်ဒါမှတ်မိအောင်ပဲလို့ထင်ပါတယ်နော်အဲ့တော့လေးထိပ်စီဒီမှာ break လေးလို့ကြရတယ်သူကနေ၄ချိန်မြောက်မှာ1 2 3 4ဘူးခွားနဲ့ break 10ဘူးခွားနဲ့ break 9ပေါ့နော်ဘူးခွားနဲ့ break 6ခလေးဒါပေးအောင်မလားပေါ့နော်ပေးအောင်မလားဆိုတော့ဒီခဏလေးကိုဒီနားလေးကခဏလေးကိုကျွန်တော်ဒီ ဒီနားလေးက brace site လေးကိုပေါ့နော်ဒီ brace နဲ့ပတ်သက်တဲ့ခဏလေးကိုဒါရန်ွက်ထဲမှာထည့်ထားတာရှိတယ်ပေါ့နော်ဒါတစ် site ပေါ့နော်ဒါ brace line လေးဒုတိယ brace line လေးတစ်ခုကျွန်တော်သွားမယ်နော်ကျွန်တော်ဒီနားလေးမှာပေါ့နော်ဒီဘက်နဲ့ကခဏန်းတစ်ခွက်ဒီဘက်နဲ့ကခဏန်းတစ်ခွက်ကဒီဘက်နဲ့ကိုလိုက်ထွက်တယ်ပေါ့နော်2021ကခဏန်းတစ်ခွက်ဖြစ်တဲ့86တဲ့ဆိုတော့ခဏန်းဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြရတဲ့သူ့ရဲ့စောင်းမလာတာဒီမှာတော့သူကတော့ဒါ brace ရူးပဲရိုက်တာပေါ့နော် ဒီမှာကျွန်တော်တို့ဒီဘက်နဲ့ကကဏ္ဍတစ်ခွက်ကဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်ပေါ့နော်သူ့ရဲ့ဆောင်မှာ break shift ပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီဘက်နဲ့ကကဏ္ဍတစ်ခွက်ပြည့်တဲ့393ဆိုတဲ့ကဏ္ဍဒီဘက်နဲ့ကနေဒါဒီဘက်နဲ့ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြရတဲ့သူ့ရဲ့ဆောင်မှာလဲဒါ break shift ဆိုတဲ့ကဏ္ဍလေးပဲရိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ဒီဘက်နဲ့က936ဆိုတဲ့ကဏ္ဍလေးကဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုရိုက်ပြီပေါ့နော်ရိုက်ပြီဆိုတော့သူ့ရဲ့ဆောင်လေးမှာ break shift ရအောင်မလား break shift ရအောင်မလားပေါ့နော်ဒါဒုတိယ cycle ပေါ့နော် ကျွန်တော်ပြောရှင်းလင်းရှင်းမယ်လို့ထင်ပါတယ်နော်ဒီဘက်နဲ့ကကဏ္ဍတစ်ခွက်ဖြစ်တဲ့6 6တဲ့ဆိုတော့ကဏ္ဍဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ရိုက်တယ်အဲ့လိုရိုက်ပြန်တဲ့သူ့ရဲ့ဆောင်းမှာ break ship ပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီဒီဘက်နဲ့ကဘုညာကိုသုံးဆိုတဲ့ကဏ္ဍဒီဘက်နဲ့ကနေဒါဒီဘက်နဲ့ကိုလိုက်ရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြန်တဲ့သူ့ရဲ့ဆောင်းမှာလဲဒါ break ship လို့ရိုက်တယ်ပေါ့နော်ဒီကျွန်တော်တို့ဒီကိုသုံးည6ဆိုတဲ့ကဏ္ဍလဲဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြန်တဲ့သူ့ရဲ့ဆောင်းမှာလဲဒါ break ship clip ပြေးဦးမလားပေါ့နော်အဲ့တော့ ျွန်တော်တို့ဒီကျွန်တော်ရဲ့ဒါကလင်နာဝါသနာပါတဲ့မိတ်ဆွေများကိုယ်တိုင်ရှာရင်ရှာလို့ရအောင်ပေါ့နော်ဒီမှာသူကဒီနားလေးမှာတော့ဒါသူကပူခွားတဲ့ break ရှိပေးတယ်ပူခွားတဲ့ break ကိုပေးတယ်ပူခွားတဲ့ break ရှိပေးဦးမလားပေါ့နော်ဒီနားကကဏ္ဍဘယ်ကကဏ္ဍလဲပေါ့နော်ဒီကကဏ္ဍရောဘယ်ဟာလာလဲဒီကကဏ္ဍရောဘယ်ဟာလာလဲရှာလို့ရအောင်ပေါ့နော်ဒါမှမဟုတ်လေဒီ business က break ငါကဏ္ဍဒီ business ကနေဒီ business sorry ဒီ business ကကျွန်တော်တို့ရှေ့ချောက်တယ်ဆိုတော့ကဏ္ဍဒီ business ကနေဒီ business ကို light ထွက်ထားတယ်သူရဲ့ဆောင်မလဲ break ရှိပေါ့နော် S83 ဆိုတဲ့ကဏ္ဍလေးကလည်းဘယ်ကလာတာလဲပေါ့နော်ဒါရှားလို့ရအောင်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီဘက်နှစ်က633ဆိုတဲ့ကဏ္ဍဒီဘက်နှစ်ကနေဒီဘက်နှစ်ကိုလိုက်ထွက်တယ်သူ့ရဲ့ဆောင်မလဲဒါပရိရှေလိုပဲရိုက်တယ်ပေါ့နော်ဒီတတ6ကလည်းဘလို့ကြဆိုင်မျိုးလေးနဲ့ကြတာလဲပေါ့နော်ရှားခြင်းရှားကြည့်လို့ရအောင်ကျွန်တော်အနေနဲ့တင်ပြခြင်းပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီ636ဆိုတဲ့ကဏ္ဍကလည်းဒီဘိနက်ကလည်းဒီဘိနက်ကိုလိုက်ထွက်ပြီပေါ့နော်သူရှေ့ကတိုက်ဆိုရင်ဒီဘိနက်ကကနားဒီဘိနက်ကိုလိုက်ထွက်တာနဲ့ပရိရှေ့ဒီမှာဒီဘိနက်ကကနားဒီဘိနက်ကိုလိုက် ထွက်ထားတဲ့သူ့ရဲ့ဆောင်းမှာ break ရှင်းပေါ့နော်ဒီပိနှက်ကကနားဒီပိနှက်ကို live ထွက်ထားတဲ့သူ့ရဲ့ဆောင်းမှာ break ရှင်းလို့ပေးဦးမလားပေါ့နော်အဲဆို break ရှင်းကဒါနှစ်ဆိုက်ရှိပြီပေါ့နော်နောက်တစ်ဆိုက်ကျွန်တော်တို့တော့မနော်ဒီမှာဒီကျွန်တော်တို့ကပ်ပင်ကပ်ပင်ပေါ့နော်နှစ်ထန်းသုံးထန်းလေးကိုကျွန်တော်ပြမယ်နော်အဲတော့22 23 23 24 25လေးကိုရှင်းကြည့်ကြအောင်နော်အဲတော့ဒီမှာကျွန်တော်တို့ဒီ break လေးလို့ရိုက်တယ်ပေါ့နော်အာသူက break လေးလို့ရိုက်ပြီးတော့သူ့ရဲ့အောက်ကို၄ချိန်ဆင်းလိုက်ပေါ့နော်1 2 3 4 လေးချိန်မှလည်းဒါ break ရှစ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ break လေးလို့ရိုက်တယ်သူကနေ10 2 3 4လေးချိန်ဆင်းလိုက်ပေါ့နော် break ရှစ်လို့ရိုက်တာပေါ့နော်ဒီမှာလည်းကျွန်တော် break လေးလို့ရိုက်ထားရေပေါ့နော် break လေးကနေ10 2 3 4လေးချိန်ဆင်းလိုက်သူ break ရှစ်ရအောင်မလားပေါ့နော်အဲ့တော့ဒီလိုလေးတွေကျွန်တော် break ရှစ်လေးရှိရတယ်နောက်ဆုံးရန်ွက်ထဲမှာကျွန်တော် break ရှစ်ခဏလေးတကွက်ဒါပြပေးလိုက်တာပေါ့နော်အဲ့ဒီခဏမဟုတ်ဖက်နဲ့တခြားခဏတစ်ခုကျွန်တော် break ရှစ်မြင်လာလေးတစ်ခုထပ်ပြပေးမယ်ပေါ့နော် အဲ့တော့ဒီမှာကျွန်တော်နှစ်ခုနဲ့လို့ရပြီပေါ့နော်ဒီမှာလည်းသူ့ရဲ့တစ်နှစ်ချမှာနှစ်ခုနဲ့လို့ရပြီသူ့ရဲ့တစ်နှစ်ချမှာဒါနှစ်ခုနဲ့လို့ရပြီပေါ့နော်နှစ်ခုနဲ့လို့ရပြီရတယ်သူ့ရဲ့အောက်မှာကြာတဲ့ခဏပေါ့နော်ဒီ၅ခုခုဆိုတဲ့ခဏသူ့ရဲ့ဘေးအကောင်ကဝမ်းကျင်းလာပေါ့နော်ဒီနှစ်ခုနဲ့လို့ရိုက်တယ်နှစ်ခုနဲ့လို့ရပြီရတယ်သူ့ရဲ့အောက်မှာကြာတဲ့၅ခုခုဆိုတဲ့ကောင်ကသူ့ရဲ့ဘေးအကောင်ကဝမ်းကျင်းလာပေါ့နော်ဒီမှာလည်းနှစ်ခုနဲ့လို့ရိုက်တယ်သူ့ရဲ့အောက်မှာကြာတဲ့ကောင်ကသူ့ရဲ့ဘေးအကောင်ကဝမ်းကျင်းလာပေါ့နော် ဒီမှာလည်းကျွန်တော်တို့နှစ်ခွန်နှစ်လို့ကြားထားပြီးဆိုတော့သူ့ရဲ့ကောင်းကဘေးနာဝမ်းကျိန်းနဲ့ဒါ brake ဖြစ်ရပါဆိုတော့တတိ6ကိုဒါတတိ6လို့ပဲတက်ဒါတတိ6ပတ်လဲအားလေးပဲဒါထိုးရမှာပေါ့နော်အဲ့တော့ဒီနားလေးမှာကြိုက်နှစ်သိန်းလောက်အသုံးပြုပေါ့နော်ဒီမှာကျွန်တော်နှစ်ခွန်နှစ်လို့ရိုက်တယ်နှစ်ခွန်နှစ်ရအောင်မှာတနှစ်ချားတွေမနှစ်ခွန်နှစ်လို့ရိုက်တယ်တနှစ်ချားတွေမနှစ်ခွန်နှစ်လို့ရိုက်တယ်တနှစ်ချားတွေမနှစ်ခွန်နှစ်လို့ရိုက်တယ်နှစ်ခွန်နှစ်ရအောင်မှာကြတယ်ဒီ9ခုခွန်ဆိုတော့ကောင်သူ့ရဲ့ဘေးကကောင်ဝမ်းကျိန်းပေါ့နော်ဝမ်းကျိန်းလားပေါ့နော် ဒီမှာလဲကျွန်တော်တို့ဒီ2ခွန်နဲ့လို့ရိုက်တယ်သူရဲ့အောက်မှာကြာတယ်6ခွန်နဲ့ဆိုတော့ကောင်ကဒါသူ့ည7300ခွန်က1ချင်းလားပေါ့နော်အဲ့တော့ဒီနားလေးမှာလဲကျွန်တော်2ခွန်နဲ့လို့သူရဲ့တစ်နှစ်ကျော်မှရိုက်ပြီပေါ့နော်116က1ချင်းလားပေါ့နော်116 1ချင်းနဲ့ပြည့်ရှိဖြစ်ရမယ်ဆိုရင်တော့ဒါ116ကို116လို့ပဲဒါပြန်ထုတ်ရမှာပေါ့နော်116တဲ့ဆိုတော့ခဏမျိုးသွားပြီးတော့ပြန်ထွက်တာပေါ့နော်အဲ့တော့အဓိကတော့ ဒီနေ့ညမှာကျွန်တော်ဒီကျွန်တော်ရဲ့ 3D ဒီကြိမ်းစာလာရောက်လက်တွေ့တဲ့ 3D မိတ်ဆွေများဟုတ်ပေါ့နော် bridge line လေးနဲ့နောက်ဆုံးမှာတစ်ခွက်ကျွန်တော်ရံခွက်ထည့်ပေးခဲ့တယ်ပေါ့နော်အဲ့ရံခွက် line လေးကဒီလို bridge line လေးကနေမှဒါယူပြီးတော့မှကျွန်တော် bridge bridge line လေးကနေယူပြီးတော့မှဒါရံခွက်ကလေးကျွန်တော်ထည့်ပေးခဲ့တာပေါ့နော်အော့ခွက်ကတော့တခြား bridge တစ်ခုပေါ့နော်တခြား bridge တစ်ခုဒီထက်လည်းငိမ့်တယ်ကျွန်တော်တို့က bridge ဒီမပြရင်တော့မှာပဲခုအပတ်အတွက် site တွေကဒါလုံးဝသူကထိစီခါနောက်ပိတ်ဘိုင်းလေးနေပေါ့နော် ကြက်လိုက်ရင်တော့ဒါကျွန်တော်တို့လုံးဝဩကွက်အချီးမိမဲ့ line မျိုးပေါ့နော်အဲ့တော့ဒီတစ်ပတ်တွေလည်းတော်တော်ကိုဒါထုတ်ပြရတာအားရှိပါတယ်နော်အဲ့တော့ကျွန်တော်ရဲ့3ဒီမိတ်ဆွေများအနေနဲ့လည်းဒါပြောလက်စဟိုရင်ပြောသလိုပဲပေါ့နော်ဒီချိန်စာအတွက်ကတော့ဒီချိန်စာကျွန်တော်တောင်းယူပါတယ်ခင်ဗျာလာရောက်အားပေးမယ်ဆိုရင်ဒါ3964 9999 3 9ကနေပြီးတော့ဒါလာရောက်လက်တွဲပြီးတော့အားကိုလက်တွဲပြီးတော့ယူလို့ရပါတယ်နော် တစ်ချိန်စာတော့ဒီချိန်အတွက်တော့တပေါင်းယူပါနော်မူးခွက်ဆိုင်ဒါနောက်ချိန်ဒီမှာလဲဒါမူးရမယ်မူးခွက်ဆိုင်ကလေးတွေပါကျွန်တော်အနေနဲ့ပြပေးထားတာရှိပါရဲ့နော်ကျွန်တော်ရဲ့ 3D မိတ်ဆွေများဒါချက်ရ 3D ကတော့ဒါနှစ်ရက်နေမှာထွက်မှာပေါ့နော်ငါးလပိုင်းနှစ်ရက်နေမှာထွက်မှာပေါ့နော်တစ်ရက်နေကတော့ဒါမေးသေးနေဆိုတော့တစ်ရက်နေမှာဒါကပအလုံးသမားနေဆိုတော့တစ်ရက်နေမှာချက်မထွက်ပါဘူးနော် 3D မထွက်ပါဘူးခင်ဗျာဒါနှစ်ရက်ငါးလမှဒါဒါ 3D ထွက်မှာဖြစ်ပါရဲ့နော် ဲ့တော့ဂျားထဲမှာကျွန်တော်တို့နှစ်ရက်အချိန်ရတာပေါ့နော်ဒါမှမဟုတ်လေကျွန်တော်တို့ကုပြတဲ့ line လေးတွေအနေကြီးပြီးတော့မှဒါကိုကိုဟာနာကိုခဏထုတ်မယ်ဆိုလဲထုတ်ပေါ့နော်ဒါမှမဟုတ်လေတခြားကျွန်တော်တို့ဒီကျွန်တော်ရွေးချယ်ထားတဲ့အောက်ွက်ကလေးကိုလာရောက်ယူဆောင်မယ်ဆိုရင်လည်းဒါကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေးအနေလာရောက်လက်တွဲအားပေးလို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ 3D ဒီမိတ်ဆွေများ2025 6ချိန်မှာဒါချီချယ်ရီဆူကြီးများအရှိ ပောက်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်เนาะ